ုကျွန်တော်ပြောပြမှာအဲတက်နာကကွယ်နီးတက်နာကကွယ်နီးကျွန်တော်ဘလို့ကာကွယ်လဲဆိုရင်တော့တနှစ်ပတ်လုံးတော့တနှစ်ပတ်လုံးကျွန်တော်ဘလို့ကာကွယ်လဲဆိုရင်တော့ TPP ကထုတ်တဲ့တက်နာလေလေတန်းကြအကောင်ကဒီတဘူးဆိုလို့ရှိရင်ကျွန်တော်တို့က 55cc 50cc ပါအဲတကယ်လို့နလနဲ့ငါးလာတာဆိုရင်ကျွန်တော်တို့ကအဲ0.5အဲတငါးလာသားနဲ့တနှစ်ဆိုလို့ရှိရင်ကျွန်တော်တို့က 1cc ကျွန်တော်တို့ကထိုးပြီးတယ်အသားလေးကိုထိုးပြီးရင်တော့ဒီစေးကအပြစ်ကြီးအပြစ်ကြီးပြီးတဲ့အတွက်ကျွန်တော်တို့ကအဲအသေးနဲ့ထိုးမရအောင်အဲအကြီးနဲ့ပဲထိုးရတယ် တန် SEO ရှင်တော့ပိုကောင်းတယ်ဗောနော်အသားလေးကိုထိုးပြရမှာနော်အဲ့ဒါကိုလုံးဝခြေပြီးမခြေဘူးဆိုလို့ရှင်ကျွန်တော်ကစီးခဲတက်ပါတယ်စီးခဲလို့ရှင်စီးရမအောင်ပါဘူးတခါပြန်ပြီးတော့အဲ့ဒီစီးခဲနေအောင်ခွဲထုတ်ပြရပါတယ်အဲ့တော့ခြေပြီးမှရမှာတော်တော်လေးကိုခြေပြီးမှရမှာမယ်ဒါအသားလေးကိုထိုးတာနော်ကြက်အငေဆိုလို့ရှင်ရနှစ်လသားနေငါးလသားဆိုလို့ရှင်ကျွန်တော်တို့က5နော်တကယ်လို့ငါးလသားကနေတစ်နှစ်ဆိုလို့ရှင်160သူ့စေးအညွန်းက တနေ့တည်းတည်းเนาะအာမခံတယ်เนาะတနေ့တည်းကျွန်တော်တို့ကစိတ်မချလို့ဒါ6လတစ်ကြိမ်ကျွန်တော်တို့ကထိုးပြီးတာအဲ့တော့ဒါခါကျတော့ဒါဝမ်ယောဂကကွယ်တာเนาะဝမ်ယောဂကကွယ်တယ်ဒါခါတော့ flow ကုလိုနာလို့ခေါ်တယ်ဒီကောင်ကကျွန်တော်တို့ကသားကွဲပြီးနှစ်လလောက်ဆိုရင်ကျွန်တော်တို့ကစထိုးလို့ရပြီဒီကောင်ကဝမ်ယောဂအတွက်လုံးဝကောင်းတယ်သူလည်းအဲ့လိုပဲကျွန်တော်တို့ဒီနှစ်လသားနဲ့ငါးလသားဆိုလို့ရှိရင်ပိုင်ဖိုက်ထိုးပြီးငါးလသားကနေအဲ10လသားဆိုလို့ရှိရင်ကျွန်တော်တို့က 1cc ထိုးပြီးဒါအဲ့လိုကကွယ်တာ နောက်တနည်းကျွန်တော်ဘယ်လိုကာကွယ်လဲဆိုတော့ဒီအဲဘယ်ဟိုပလက်ဘီတွဲကိုကျွန်တော်တို့ကရေဖြော်တိုက်တယ်တကယ်လို့ကြက်တီးကစောင်းရင်းကာလာမူးရင်းကာလာဒီမှာရေတောက်နှဲရဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီထမင်းလေးချက်လိုက်တယ်ထမင်းလေးချက်ပြီးတော့ထမင်းပူပူလေးကိုကျွန်တော်တို့ကဒီစီမုံနဲ့နှင်းလိုက်တယ်နှင်းပြီးတော့ကျွန်တော်တို့ကကြက်တီးကိုညပိုင်းညလို့ကျွန်တော်တို့ကကျွေးတယ်ပေါ့နော်ဒီစီကိုအဲ့လိုကျွေးခြင်းအားဖြင့်ပြင်ပယောဂာလာတဲ့ငဲ့တွေစီကလာတာရှိတယ်ခိုးတွေစီကလာတာရှိတယ်လေတွေကလာတဲ့ယောဂာရဲ့အကုန်လုံးရှေးတကယ်ကောင်းတဲ့စီနော်အဲ့ဒါကျွန်တော်တို့တော့ လေးမျိုးပေါ့ကျွန်တော်တောင်းအခုလောလောဆယ်ကျွန်တော်ပြောတာသုံးမျိုးရှိပါတယ်နောက်တစ်မျိုးကျန်သေးတယ်နောက်တစ်မျိုးကကျွန်တော်ဘာသုံးလဲဆိုတော့ full fighter သုံးတယ် full fighter ကိုကျွန်တော်ဘယ်လိုသုံးလဲဆိုတော့အဲကျွန်တော်ကဟိုဒါကကျွန်တော်ကာကွယ်တဲ့အပဲကိုကျွန်တော်ပြောကုသတဲ့အပဲကိုနောက်တစ်ပိုင်းကျွန်တော်ဖြုတ်ပေးတယ်ဒါကာကွယ်ရကျွန်တော်ဘယ်လိုကာကွယ်လဲဆိုတော့ရီတန်ဘူးတလီတာပေါ့နော်ဒီကောင်ကိုကျွန်တော်40လောက်ကျွန်တော်ထည့်ထားတယ်ဒါပြီးတော့ကြက်ချန်ထဲမှာချိုက်ထားတယ်ပေါ့နော်အဲ့လိုထားတာတစ်နှစ်ပတ်လုံးကြက်နာလုံးဝမကြောက်တကယ်လို့ကြက်နာတကောင်တလီကြားခဲ့တယ် မကြောက်မှုကြာတယ်တခေါင်းတည်းကြာတယ်ဘာကြောင့်ကြာလဲဆိုတော့အဲ့ဒီချက်ကအစာစားနှုန်းနှဲလို့ကြာတယ်အဲ့တော့အစာစားနှုန်းကောင်းအောင်ကျွန်တော်တို့ကဘာရင်းနဲ့အဲကျူးရမလဲဆိုတော့ဒီ bio black b12 နဲ့ပဲကျွန်တော်ကနေကျူးတာ bio black b12 နဲ့ကျွန်တော်နေကျူးရဆိုရင်အစာရမ်းစားတယ်ချက်ကြီးอ่ะအဲ့လိုမျိုးပေါ့နော်အဲတိုက်မဲ့ချက်ကရောအာကျွေးလို့မရဘူးလားတိုက်မဲ့ချက်လည်းကျွေးလို့ရပါတယ်ခင်ဗျာနော်ဘာမှမဖြစ်ပါဘူးအခုကျွန်တော်ပြောပြမှာကကျက်နာ ဖြစ်တဲ့ချက်ကိုကုသနည်းကိုကျွန်တော်ပြောပြပေးတော့အရင်ဥဆုံးစက်နာဖြစ်တဲ့ချက်ကိုအစာလုံးဝမကြည့်ပါနဲ့ရည်လည်းမတိုက်ပါနဲ့တကယ်လို့ရည်တိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒဇက်20ပဲတိုက်ပါအရင်ဥဆုံးစက်နာဖြစ်တဲ့ချက်ကိုအရင်ဥဆုံးဘာလုပ်ရမလဲဆိုတော့ CRD နဲ့ကျွန်တော်တို့ကနာနာဆက်လေးကိုခြားမယ်နာဆက်လေးချပြီးတော့အဲနှာခေါင်းရှင်းသွားပြီဆိုရင်အာတော့လို့ကျွန်တော်တို့ခြားပြီးလိုက်အာလောက်ခြားပြီးပြီးတော့တကယ်လို့အစာရှိနေရဲဆိုလို့ရှိရင်တော့ဖြစ်ဖြစ်ရှင်နေပါပဲအစာကိုဆက်ပြီးတော့မကြည့်တော့နဲ့အဲရသလောက်လေးပြန်ထုတ်လိုက် တကယ်လို့အစာမထုတ်နိုင်ဘူးအစာကြီးကအခဲလိုက်ကြီးတင်းနေရဆိုရင်အဲဘလူးကွန်တချို့ကကြောင့်လည်းခွဲထုတ်တယ်တချို့ကြတော့လည်းဒီလိုမျိုးရေပြုံနေပေါ့ထုတ်ကြရပေါ့နော်အစာရှိနေလို့ရှိရင်တော့တောင်းတောင်းအဖျားကလုံးဝမကြပါဘူးတငွေငွေနေသူကအဲအသက်ရှင်ပူကြခဲ့လုံးဝနှေးတယ်ပေါ့ဗျာနော်တချို့ကြတော့လည်းတချို့ဖြစ်ဖြစ်ချင်းနေမှာအစာဆက်မပြူဘူးဆိုရင်တော့သူ့အထင်မှရှိတဲ့အစာကကြီးတယ်တကယ်လို့မထုတ်တဲ့ပြောပြရလေနော်ကြီးတယ်အဲ့တော့ကျွန်တော်တို့ကြက်နဲ့ဆပြီးတော့ကုတော့မယ် တဲ့ချက်ကျွန်တော်တို့ကနှာခေါင်ကိုအဲ CR လို့ခေါ်ရဲစီးနဲ့ကျွန်တော်အဆက်ချမယ်ပြီးတော့အားထောက်ချမယ်တကယ်လို့ရေတိုက်ရှင်တဲ့အကျကအရင်မောတယ်ဆိုလို့ရှိရင်ကျွန်တော်က20 30လောက်ပဲတိုက်ရေဒီစီစနာလုံပြီးတော့သွားပြီးတော့အစာတွေမကျွေးနဲ့ရေဒီသွားမတိုက်နဲ့အရင်ဦးဆုံးကြက်နာကကျွန်တော်က3ရက်ကူရမှာ1ရက်ကူရမှာ2ရက်ကူရမှာဆိုကျွန်တော်ဘူးမှမသိဘူး။အဲဆိုကြက်ကဘေးရှင်းပြန်ကောင်းမှမသိဘူး။အဲ့တော့ကျွန်တော်တို့ကအရင်ဦးဆုံးလောက်ထားမှာဘာလို့လဲဆိုတော့ AD နဲ့ Super Vader နဲ့ကိုကျွန်တော်ကရင်းအုပ်အသားတွေကိုကျွန်တော်ထိုးထားမယ်1 cc ဲ့ဒါဆိုတော့ချက်ကအဲညောင်းကိုက်နေတာတွေအားလုံးကသူကပြည်သွားလိုက်မယ်အဲ့တော့အဖျားတွေပိုင်းလည်းတိတ်ပြီးတော့မတက်တော့ဘူးပြန်တော့အဲ့ဒါတစ်ချက်ကတော့လောက်အောင်ပါ EDN နဲ့ Super Vader ကိုအသားတွေ160ထိုးအောင်ထိုးပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီ Hagen Dine ကိုကျွန်တော်တို့ကဒါအဲကူးဆက်ရောဂါတွေအကုန်လုံးကိုအဲဒီဒီဝိုင်းရောဂါတွေကူးဆက်ရောဂါအကုန်လုံးကိုပျောက်တယ်အဲ့တော့ကျက်နာဆိုတာကအဲဒီဝမ်ယောဂါကြောင့်လည်းဖြစ်နေတာပဲလီထဲကလာတဲ့ယောဂါကြောင့်လည်းဖြစ်နေတာပဲကူးဆက်ယောဂါကြောင့်လည်းဖြစ်နေတာပဲ DC ကတော်တော်လေးကောင်းတယ်ဟာဂျင်တွိုင်းလို့ခေါ်တယ် เนาะ SA ကိုကျွန်တော်တို့ကအဒီအခုကျွန်တော်တို့65ကျက်သားအောက်ကိုကျွန်တော်တို့ကအဲ0.3ထိုးမယ်เนาะတကယ်လို့65ကျက်သားအထက်ဆိုရင်ကျွန်တော်တို့က0.5ထိုးမယ်ဒီ C ကိုဘယ်ချိန်ထိုးရမလဲဆိုတော့ညနေတစ်ချိန်အဲမနေ့တစ်ချိန်ညနေချိန်ကျွန်တော်ထိုးပြီးနှစ်ချိန်ထိုးပြီးအဲ့ဒါကထိုးစစ်ထိုးတဲ့အပိုင်းပေါ့เนาะဒီအခုလူလူပြောမယ်ဆိုတော့အခုကတောက်တဲ့အပိုင်းပြန်လာတယ်တောက်တဲ့ဘေးကကျွန်တော် full fighter full fighter ကိုကျွန်တော်က3ချိန်တိုင် အဲတက်ငယ်ဆိုရင်20လောက်တိုင်မယ်။ဒါပြီးတော့နေ့လယ်ကို20လောက်တိုင်မယ်။မနေ့ကို20လောက်တိုင်မယ်။ညနေကို20လောက်တိုင်မယ်။တက်ကြီးဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကပြောသလိုပဲ65တက်တာအထက်ဆိုလို့ရှိရင်ကျွန်တော်တို့က40လောက်မနဲ့40နေ့လေ40ည40လောက်တိုင်းပဲပြီးတော့ချက်ကိုနွေနွေထွီထွီလီစိမ့်မတည့်တဲ့နေရာမှာထားပေးပါအဲ့ဒါဆိုရင်တော့အာချက်ကတော်တော်လေးကိုပြန်ပြီးတော့ကောင်းသွားမှာပေါ့နော်အဲ့တော့အစားတော့မကျွေးမိစေနဲ့အကြီးကအရေးကြီးဆုံးအချက်ကတော့အစားကျွေးမိတယ်ဆိုရင်တော့ အဲရှင်ဖို့ရတယ်တော့နေသွားပြီပေါ့နော်